မန်စီးတီးတိုက်စစ်မိုးဟာလန်ဟာဂျူဗင်တက်စ်ကိုအနိုင်ရတဲ့ပွဲမှာတကူးသွင်းပြီးတဲ့နောက်ကစားသမားဘဝသွင်းကို300ပြေးမြောက်ခဲ့တယ်လို့သိရပါဗျ။ဇွန်26ရက်ကကစားခဲ့တဲ့2025 FIFA Club ကမ္ဘာဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဂျူဗင်တက်စ်နဲ့မန်စီးတီးပွဲမှာဟာလန်ဟာပွဲချိန်52မိနစ်မှာမန်စီးတီးအသင်းအတွက်တတိယဂိုးကိုသွင်းယူပေးခဲ့တာပါ။အဲ့ဒီဂိုးဟာဟာလန်အတွက် Professional ကစားသမားဘဝတက်လျှောက်ကလပ်နဲ့နိုင်ငံလွေရေးစဉ်အသင်းအတွက် ခိုး300မြောက်တွင်းကိုအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ဂျူဝင်တက်စ်နဲ့ပွဲကတွင်းကိုဟာဟာလန်အတွက်အခုဖီဖာကလပ်ကဘာဖလားပြိုင်ပွဲမှာဒုတိယမြောက်တွင်းကိုလည်းဖြစ်ပါတယ်။သူဟာကလပ်နဲ့နိုင်ငံအတွက်ပြိုင်ပွဲဆောင်နောက်ဆုံး6ပွဲမှာ9ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဟာလန်ဟာမိုဒီအသင်းအတွက်ဂိုး၂၀စာဘတ်အသင်းအတွက်29ဂိုးဒေါမွန်အတွက်86ဂိုးမန်စီးတီးအတွက်123ဂိုးနဲ့နော်ဝေလူးစင်အသင်းအတွက်52ဂိုးသွင်းယူထားတာဖြစ်ပါတယ်